ခုနီးတွေပါကြီးကျွန်တော်တိကျမသိခင်တော့ကျွန်တော် unit site ကဘောတက်လာရပါလေလည်းမကျင့်ဘူးသိရမလားဒီဘင်းရိုက်ဆိုတာ ਨੇ ကျွန်တော်နင်းမှုပဲကျွန်တော်ကျင့်တာဗျာပို့ကြတယ်အဲ့တော့ခတ်နေတယ်အာဒီဘင်းကြီးစီးရတယ်ဆောင်းခတ်တယ်လို့ဖြစ်နေတယ် လိုအားလုံးပဲမင်္ဂလာပါအခုဗီဒီယိုမှာကျွန်တော် unicycle ဒပိန်းစီးဘယ်လိုစီးရမလဲဘယ်လိုလင်းရမလဲဆိုတော့ဗီဒီယိုကိုကျွန်တော်ပြပြပြီးသွားမှာဖြစ်ပါတယ် ော့ကျွန်တော် unicycle ဒီတပိန်းစီးပေါ့ကိုဒါဘယ်လိုတက်အောင်လဲဆိုတော့ကျွန်တော်အရှိဗီဒီယိုမှာကျွန်တော်ပြောပြပေးသွားပါတယ်ဒါပေမဲ့အခုဗီဒီယိုမှာကျွန်တော်ပြန်ပြီးတော့ပြန်ပြောပြပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တပိန်းစီးမှဆိုလို့ရှိရင်ဗိန်းတပိန်းပါမယ်ခင်းနိုင်ပုံပါမယ်နင်းနဲ့ခြေနင်းပါမယ်ဒါပဲပါမယ်ပေါ့နော်ကျွန်တော်တို့ break တွေ chain တွေပါရင်ဘာမှတော့မပါဘူးပေါ့နော်အဲ့တော့ chain နဲ့တွေ့ထားတဲ့တပိန်းစီးတွေလည်းရှိရယ်လက်ကင် break ပါတဲ့တပိန်းစီးတွေလည်းရှိရယ် မော်တာနဲ့ဒဘိန်ရှိတယ်လည်းရှိရဲအဲ့တော့ကျွန်တော်ဘာဘလိုမျိုးဘိန်တွေရှိလားမင်းနေရလူတွေတော့ပေါ့နော်ဒီချက်လို့ရတယ်အဲအဲ့တော့ဒဘိန်ကြီးကပုံစံမျိုးစုံနဲ့ပုံစံမျိုးစုံရှိလို့ရတယ်ပုံစံမျိုးစုံလည်းရှိရဲပေါ့အဲ့တော့အခုဒီဘိန်မှာတော့ကျွန်တော်တို့ဘိန်ဒဘိန်နဲ့ပါမယ်ခင်းနိုင်ကုန်ပါမယ်ခြေနှင်းပါမယ်အဲ့တော့ဒီဒဘိန်လေးကိုကျွန်တော်တို့ဘလိုတက်မလဲဆိုတော့အခုပြောပြမယ်အဲ့တော့ unicycle ပေါ့တက်တဲ့နေရာမှာဒီကောက်မှာ handle မပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့သူ့ရဲ့ခင်းနိုင်ကုန်ကိုကျွန်တော်တို့ကပုံရားတွေကိုရင်ထည့်ရပါမယ် ဖိတ်ဝဲကြီးကျွန်တော်တို့ခုခြေနေကခုခြေနေကဒီလိုမျိုးအလဲရှိရပါဘောနော်ဟုတ်ဟုတ်အဲ့တော့ခြေနေအလဲရှိလို့ရှိရင်ကျွန်တော်ခြေနေကိုအလဲမှာမထားဘဲနဲ့အောက်မှာထားရမှာပါဘောနော်ဘာလို့လဲဆိုတော့ဗျာကျွန်တော်တို့တော်တော်များများသဘင်းစည်းကိုဆက်ပြီးတော့ဆက်ပြီးတော့စိမ့်မော့တက်မယ်ဆိုတာလည်းအကုန်လုံးကပြတ်မှာဒီပုံစံကြီးတိုင်းပဲတက်တာခြေနေကို လေပုံမှန်ထားပြီးတက်တယ်ကြာဆက်လို့ရှိရင်တို့ကဘာ error ရှိနိုင်လဲဆိုတော့အခုကျွန်တော်ဒီမှာတော့ကြာနော်ဒီမှာကျွန်တော်ချိန်နေအထဲမှာထားလိုက်တယ်အခုကျွန်တော်ဒီမှာတက်လိုက်တယ်ကျွန်တော်အဲ့လိုတက်လိုက်ရဒီကောင်ကဒီလိုဖိလိုက်ရနည်းဒီကောင်ရဲ့ချိန်မပါဘူးကြာကြာကျွန်တော်နင်းနင်းတော့ဒီကောင်ကဒီဘိန်းကြီးကရွေ့တာရွေ့လာမှာဘူးတော့အခုမင်းကအထဲမှာထားပြီးတော့နင်းလိုက်တာ ਨੇ ဒီကောင်ကမင်းရဲ့ဂျီကိုလာရိုက်မှာဒီကောင်ကအပရမတ်ချက်အဲ့လိုလာရိုက်မယ်ဒီနောက်တစ်ခုကဟင်တက်တာနဲ့ကြော်သွားမှာအဲကြည့်လားကြည့်လား ဘူးဟိုကဒီကောင်နင်းပြီးတော့ဟိုဒီဘော်တက်မယ်ဆိုတာ ਨੇ ညာဦးကြော်သွားမှာဒါအခုမှဆက်ဆက်စီးမဲ့လူတွေအတွက်နော်ကိုကနည်းနည်းနင်းနာကျောင်းသွားပြီဖြစ်လို့ရှိရင်အခုလိုတက်လေရတယ်အခုမှဆက်ဆက်စီးမဲ့လူတွေတော့ကတော့အခုပြောတဲ့ဒီအလဲမှာထားပြီးတက်တဲ့နေကိုမလုပ်ပါနဲ့အဲ့တော့ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့အခုခြေနဲ့ကဒီလိုအလဲရှိလို့ရှိရင်ခြေနဲ့ဟောအောက်ကိုပို့လိုက်ပါโอเคအဲ့တော့ ူไว้ဆိုလို့ရှိရင်ကျွန်တော်တို့ကတိုင်ရန်နေရာတစ်ခုလည်းရှားမှာပေါ့နော်အဲ့ဒါကိုကျွန်တော်ရှေ့ဗီဒီယိုမှာတော့ပြောထားတယ်ဒါပေမဲ့အခုကျွန်တော်ထပ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တပိန်းစီမစည်းခင်မှာပထမဆုံးအနေနဲ့တိုင်ရန်နေရာတစ်ခုအရင်လိုက်ရှာမှာပါအုတ်နေရန်တို့တစ်ပင်တို့တန်တရန်တို့ပေါ့နော်အဲ့လိုမျိုးကိုင်ရာတစ်ခုခုကျွန်တော်တို့ရှာပြီးအရင်တက်မှာပါအဲ့တော့အခုလောလောဆယ်ဟောဒီမှာကိုင်ရတာကျွန်တော်ကားကိုခိုင်ပြီးတက်ပြပါမယ်အဲ့တော့ကျွန်တော်ခုနပြောလို့ပဲဟောခင်းနိုင်ကုန်မပါဘူးကြာဟော ဟန်နဲ့မပေါဘူးကြာဟန်နဲ့မပေါတော့ဒီကောင်းဖိနိုင်ကိုကျွန်တော်ပေါင်ညာလေးကိုထည့်လိုက်ပါဒီမှာသူ့ရဲ့ခြေနေကိုကျွန်တော်တို့ကအလဲမှာမထားဘဲနဲ့အောက်မှာထားလိုက်ပါအဲ့လိုအောက်မှာထားတဲ့နေရာမှာလေကိုကညာတန်ဆိုလို့ရှိရင်ဘယ်ဘက်နဲ့ရှင်တက်မှာပေါ့နော်တက်မှာပေါ့နော်အဲ့တော့ဘယ်နဲ့တက်လိုက်ပြီဆိုတော့မှကိုကညာနဲ့တက်ပြီးတော့ငင်းချပါငင်းချပါတော့မယ်အဲ့အဲ့လိုလေးရှိတာပေါ့အကိန်းကကိုကဘယ်တန်ဆိုလို့ရှိရင်ညာနဲ့တက်ပြီးတော့မှ ဘယ်နဲ့နင်းချသွားအောင်လဲဘောပေါ့မယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ခြေနှင်းကိုကျွန်တော်တို့အောက်မှာထားကျွန်တော်ကညာတန်ဖြစ်တဲ့အတွက်ဘယ်ဘက်ကခြေနှင်းကျွန်တော်အောက်မှာထားလိုက်ရဲ့ပြီးလိုက်ဆိုကျွန်တော်ခုနပြောတဲ့ကိုင်စရာပေါ့နော်ဒါတန်တစ်ခုခုဒီတိုင်းတိုင်ပြီးကျွန်တော်တို့ခိုးပြီးတန်ပါဘောခိုးပြီးတော့ကျွန်တော်တို့ဒါဆိုရင်ပေါ့ရင်တန်ပါပါအဲ့လိုတက်ခိုင်းဆိုကျွန်တော်တို့ခြေနှင်းလေးကိုပေါ့နော်ခရက်တန်ကိုကျွန်တော်တို့အလဲလေးထားလိုက်ပါ ဒါ unicycle ပေါ်တက်တဲ့အဆင့်ပြီးသွားပါပြီဒါဒီလိုမျိုးကျွန်တော်တို့ရယူဆိုလို့ရှိရင်ဒါခိုင်းနေအောင်ဒီလိုမျိုးလေးတရက်နှစ်ရက်လောက်နေကြည့်ပါနော်အခုဒီလိုမျိုးလေးအထဲမှာနေကြည့်ပြီးသွားရင်ခြေတို့နောက်ဆုပ်လေးတွေလှုပ်ကြည့်အဲ့လိုလှုပ်တဲ့နေရာမှာမကင်လားပေါ့နော်မကင်လားလို့ရှိရင်ဒီကောင်ကဒီမှာဒီလိုလိန်သွားပါကွာခိုင်းကြီးလိန်သွားတာကြီးပြီးသွားလို့ရှိရင်မင်းတို့ပြန်လာအဲ့လိုခါလိန်သွားလိုက်ထောက်သွားလိုက်ရှိတယ်ဟောထောက်သွားမှာအောင်စကိတ်ယူ စကိတ်တို့ဘာလို့လူရောကြည့်ရမှာခေါင်းကြီးထောက်ပါလားအဲ့တော့တော့နိုင်ရယ်ကိုင်ရောကိုင်တာသူကရင်ဗာအလဲလေးမှလုံပြီးတော့ကျွန်တော်ရှီတို့နောက်ဆုံးလေးပေါ့နော်ပြည့်နေရတော့လုံးရှိပေါ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗာယူနီဆိုင်ကယ်ပေါ့တက်တဲ့အဆင့်အောင်မြင်အောင်မှာဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်တက်တာကျတော့ဒေါ်ဝက်ဆိုတော့ဒီနင်းတော့ကျွန်တော်ပြောပြပါမယ်အဲ့တော့ကျွန်တော် လက်ကိုလည်းကျွန်တော်တို့ထွက်ကြည့်ရမှာပေါ့ဗျာထွက်ကြည့်လိုက်ကြံခိုင်ရလိုက်ထွက်ကြည့်လိုက်ကြံခိုင်ရလိုက်ဒါမျိုးလေးကျွန်တော်ဖြည်းဖြည်းချင်းလေ့ကျင့်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုနင်းတဲ့ဘိုင်းနင်းတဲ့ဘိုင်းမှာဆိုလို့ရှိရင်တော့ဒီဘောတက်လာနေကွာဟောဟောဆိုပြီးတော့နင်းသွားလို့မရသေးပါဘူးတကယ်မရပါဘူးအဲ့တော့တားကလေးထားမှာပေါ့နော်အခုဒီနေရာနေပြီးတော့ကိုနေရာလေးကိုညီနင်းကြည့်ရပါဦး ်ပြီးကြံလိုက်ရဟောပြီးကျွန်တော်ကရှေ့ဒိုင်းတော့ချုပ်ပါတော့နော်ချုပ်တော့သမင်းပေါ်တက်ပြီးတော့ဒီလိုမျိုးကြီးကနေဝါဘုအကြိုင်နေဝါဘုတော့ကျွန်တော်တို့ပြင့်မှန်လေးထားပြီးတော့နင်းရတယ်ပူပေါင်းတယ်ပေါ့နော်အဲ့လိုဆိုရင်ဒါနည်းနည်းနင်းတက်နင်းတက်မှာဖြစ်ပါတယ်အဲ့တော့ဘူယူနီဆိုင်ကပေါ့ကျွန်တော်တို့တက်တာရပါပြီဆိုလို့ရှိရင်ဒီနေရာနေပြီးတော့ကအခုဟိုတောင်လေးပေါ့အဲ့ဒီနေရာလေးကျွန်တော်တို့အရင်ဆန်း နည်းနည်းနည်းချင်းညင်းချင်းကြည့်ပါအောင်ပါဗျာဒီနေရာလေးကိုရင်နေမဲ့ဆိုရင်ဒီတန်ခိုင်နာအဲဒီတန်ခိုင်နာဒီဟိုအချိန်နာလေးတန်ခိုင်နာအခုကျောင်းဒီနေရာရောက်နေပြီရောဒီအရှိလေးကိုနည်းနည်းကျွန်တော်တို့ဆက်သွားမယ်ဒီကြံတိုင်းကဟုတ်ပြီနော်အဲ့ဒီအရင်ကကျွန်တော်ပြန်လုပ်မယ် ခုဒီညလောက်ကျွန်တော်တို့နေသွားမယ်ဆိုလို့နေလိုက်တယ်တစ်ချက်တစ်ချက်ပဲတစ်ချက်တစ်ချက်ပဲနေနေပြန်ခိုင်ရတယ်ဒီခုညလေးပြန်ခိုင်ရတယ်ဒီခုညလေးပြန်ခိုင်ရတယ်အဲ့လိုလေးပေါ့နော်ဒီကင်ပြီးတော့တွန်းတွန်းပြီးသွားကြည့်ရမှာပေါ့ ဟုတ်โอเคအဲ့တော့အခုရှင်းပြတော့နားလည်မယ်လို့ကျွန်တော်ညွှန်လင်းတယ်။ခိုင်ရတယ်။ဟာโอเคနေမယ်လို့ထင်ပါတယ်ကျွန်တော်။တော့ရိုက်ပြတာလည်းနည်းနည်းအထက်ခဲလေးရှိလို့ပေါ့နော်။အဲ့တော့အခုတိုင်ပြီးတော့ကျွန်တော်မသွားတော့ဘူးလက်လွတ်ပြီးသွားကြည့်မယ်ပေါ့နော်အခုတိုင်ရတယ်အဲ့နေပြီးတော့ခုနေရာကိုကျွန်တော်လက်လွတ်ပြီးသွားကြည့်မယ်အဲ့နေရာရောက်လို့ရှိရင်ပြန်တိုင်မယ်နော် တော့ခိုင်းလိုက်ဘောပေါ့လားဘောပေါ့လားโอเคအဲ့လိုနီလေးနဲ့ကျွန်တော်တို့ဖြည်းဖြည်းချင်းကျွန်တော်တို့ဒိုးသွားမှာဖြစ်ပါတယ်အဲကျွန်တော်လေးချင်းတော့လည်းအဲ့လိုမျိုးနီးနေပဲကျွန်တော်လေးချင်းတာပေါ့နော်ဒါတော့မှကျွန်တော်ခုနပြောသလိုပဲအခုနီးနေအခုနီးတွေပါတယ်ကျွန်တော်တိကျမသိခင်တော့ကျွန်တော်ယူနီဆိုက်ကဲပေါ်တက်လာပြီပါလေမကျင့်ဘူးသိရမလားဒီဘင်းရိုက်ဆိုတာ ਨੇ ကျွန်တော်နင်းဖို့ပဲကျွန်တော်ကျင့်တာဗျာ ပို့ကြတယ်အဲ့တော့ခတ်နေတယ်အာဒီဘင်းကြီးစီးရတယ်ကြီးဆောင်းအောင်ခတ်တယ်လို့ဖြစ်နေတယ်အဲ့တော့ကျွန်တော်လူမဖြစ်ရအောင်ကျွန်တော်တို့ကျွန်တော်ပြောသလိုတဘင်းစီးရဲ့တဘင်းစီးပေါ်အရင်တက်ကြည့်ပါတက်ပါတက်တာရပြီခါးနေသွားပြီတဘင်းစီးပေါ်တက်တာအထာသည့်ပြီဆိုလို့ရှိရင်တော့မနင်းကြည့်ပါနင်းတဲ့နေရာမှာလည်းခုနပြောသလိုလောစရာမလိုဘူးကင်ပြီးတော့နှစ်နှစ်ဘင်းလောက်ရွေးလိုက် sorry သုံးဘင်းလောက်ရွေးလိုက်အဲ့လိုမျိုးလေးကျွန်တော်ဖြည်းဖြည်းချင်းဒိုးသွားလို့ရှိရင်ဒါပိုကောင်းပါတယ် အဲ့လိုမျိုးကျွန်တော်အခုပြောသလိုကျင့်မယ်ဆိုလို့ရှိရင်ဒီတပင်းစီကိုဒါဘော်လာတို့တပတ်နှစ်ပတ်နဲ့တက်တယ်ဗျာသိလားတပတ်နှစ်ပတ်နဲ့တက်တယ်အဲ့တော့ခုနာဒီနာကိုယ်ဝယ်ဆလိတ်ဝယ်လေးပတ်ဗျာရှစ်ပတ်ဗျာဝယ်တပင်းစီလေးနဲ့တပင်းစီလေးနဲ့ဒိုမဲ့ဘော်လာလေးဒါကျွန်တော်အခုပြောတဲ့နီလေးနဲ့လေးချင်းကြီးပါပြီးတော့ကျွန်တော်အခုစီးတဲ့ဘိန်းကြီးက size 20ပေါ့နော် ိုင်းနေဆဲပေါ့နော်ဘိန်းနေရကျွန်တော်ကိုဘတာကိုစင်လာတာပါကျွန်တော်အရင်တော့တော့မစင်ခင်တော့တော့ကျွန်တော်ဟိုဝယ်ပြီးတော့စီးတာပေါ့နော်အာကျွန်တော်တည့်အတိုင်းပဲစပိန်းအပူပစ္စည်းဆိုင်နေမှာကြာဒီလိုတပိန်းစီတိတ်မစီးရဟာရှိရခလေးစီးရရှိရပေါ့အဲ့လိုမျိုးလေးနဲ့ကျွန်တော်လေ့ကျင့်တာပေါ့ဒါနောက်ပိုင်းကျတော့ကျွန်တော်ကိုဘတာကိုစင်လာပေါ့နော်စင်တော့အခုကျွန်တော်အခုစီးပြတဲ့ဒီဘိန်းဆိုလို့ရှိရင် ကျွန်တော်အခုဒီစီးပြားဒီဘင်းဆိုကျွန်တော်ကကျွန်တော်ဆင်ထားတာပါအဲ့တော့ဒီကောင်ရဲ့ခြေနေကကျွန်တော်တတ်ထုပလဲတယ်သုံးတာတယ်ဘောကကျွန်တော်ကာဘောကျုပ်ကကျွန်တော်ဆိုင်ငယ်ဘလက်ကျုပ်ဂွေကကျွန်တော် BN8 ဂွေတာယာကကျွန်တော်အစ်စ်လဲထားတယ်နော်ပြီးတော့ကျွန်တော်ဖင်နိုင်ကိုယူနီဆိုင်ကယ်စီးရဲ့ဖင်ယူနီဆိုင်ကယ်ဒီမှာပဲပါတယ်ဖင်နိုင်ကိုကျွန်တော်တတ်ထားတယ်ဒါပေမဲ့ကျွန်တော်ပြန်ပြီးချုပ်ထားတယ်ပြန်မွန်းမှန်ထားတယ်ပေါ့နော်ပြောချင်တာ ကျွန်တော် different ရလွဲပြီးတော့ကျန်တဲ့ဟာအကုန်လုံးနှီးပါတော့ကျွန်တော်ပါကျွန်တော်ဆင်ထားတာဖြစ်ပါတယ်ကျွန်တော်ဆင်ထားတာဆိုကျွန်တော်တသိန်းနှီးပါတော့ကုန်တယ်ပေါ့နော်ဒီဘင်းကျွန်တော်ဆင်ထားတာအဲဆင်ရချိုးလည်းနှက်ပါတယ်ကျွန်တော်လေးကျင်တော့ရောကျွန်တော်အခုဒီရှောက်ပြီးစီးပြီးဖုတ်နေရောကျွန်တော်လည်းတော့အဆင်ပြေတယ်ဒီဘင်းကအဲတော့ဒီဘင်းကိုကျွန်တော်ပြန်ရောင်းပါပါအဲကျွန်တော်ရောင်းမဲ့ဘင်းကြီးထဲမှာဒီဘင်းလည်းပါတယ်ရောင်းမဲ့ဈေးကတော့ကျွန်တော်၈တောင်းခွဲနဲ့ရောင်းပါပါ၈တောင်းခွဲနဲ့ရောင်းပါပါနော်စမုံနဲ့ပါအဲ့တော့ကျွန်တော် unicycle တပိန်းစီးလာလို့ရှိရင်တပိန်းစီးတော်တော်များများอ่ะကွာဒီစမုတ်နဲ့မလာဘူးဒလက်တွေနဲ့လာတာသိရမလားငေါစက်ကက်ပေါ့စက်ကက်စီးရဲ့လူတွေစီးတယ်ဒလက်နဲ့လာတာကွာအဲဒလက်နဲ့ကလည်းကောင်းတော့ကောင်းပါတယ်ဒါပေမဲ့အခုကျွန်တော်စီးသလိုမျိုး street ပေါ့နော်လမ်းမှာအဲလိုဘန်ဒီဟော့တွေခုံမယ် flat land တွေလှဲ့မယ်ဘာညာပေါ့အဲ့လိုမျိုးစီးမဲ့လူတွေအတွက်ကတော့ကျွန်တော်အခုမိထားတဲ့ဘိန်းမျိုးကတကယ်အဆင်ပြေပါတယ်နော် အဲကျွန်တော်ရောင်းနေဆိုတာတော့ကျွန်တော်နောက်ထပ်ဘိန်းအစ်စ်ကျွန်တော်ဖန်တီးရှင်လို့ပါအဲကျွန်တော်မှဒီလိုမျိုးဘိန်း၃လေးစီးရှိပါတယ်ကျွန်တော်ကျွန်တော်ကိုယ်တိုင်လည်းစီးပါတယ်အဲဒီဘိန်းတွေကိုကျွန်တော်ရောင်းဖို့လည်းရှိပါတယ်နော်နော်အပြော်နဲ့စီးခြင်းတဲ့ဘော်ဒါတွေအတွက်ဒါဘာဖြစ်ဖြစ်သဘောစီးခြင်းတဲ့ဘော်ဒါတွေအတွက်ကွာဒါလိုချင်ကျွန်တော်လာပြီးတော့ဆက်သွယ်ပါကျွန်တော်တေးချပြပြပြီးတော့ရောင်းပေးမှာဖြစ်ပါတယ်အခုလို့ကျွန်တော်ပြောပြီးတော့ရှင်းပြရတဲ့ဆိုပေမဲ့ကျွန်တော်ကြွိုင်းတော့မဟုတ်ပါဘူးကျွန်တော်လည်းလေ့ကျင့်နေတဲ့အခု နင်းနေတော့စီးနေတော့ကျင့်နေတော့ပဲရှိပါသေးတယ်။ညာရင်တော့ကျွန်တော်လည်းတိတ်ကျွမ်းခြင်းနေနဲ့မှမပါဘူး။ဒါပေမဲ့ကျွန်တော်အသီးရဲ့နီးရီကိုကျွန်တော်တေချာပြောပြတာဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်ပြောပြတာကိုရှင်းပြတာကိုကျွန်တော်နားလည်မယ်လို့မျှော်လင့်ပါတယ်။ရိုးရဲချက်တွေရှိလဲကျွန်တော်နားလည်ပြီးပါ။လေ့ကျင့်ပြီးတော့ကြိုးစားပြီးကျွန်တော်တင်ဆက်ပါအောင်မယ်။ဗီဒီယိုအဆုံးထိကြည့်ပြီးတော့ဗောဓာတွေအားလုံးကျေးဇူးတင်ပါတယ်။ Unicycle ဝယ်ရင်ဟယ်လိုလိုက်ပါ။